ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့တရုတ်နိုင်ငံရဲ့အာဆီယံရေးရာအထူးကိုယ်စားလှယ်မစ္စတာတင့်ရှီကျွင်းဟာစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေကိုနီဘီရောကနိုင်ငံသားရေးဝန်ကြီးဌာနမှာမက်ရှလာစီရဲ့နေကလာရောက်တွေ့ဆုံခဲ့တယ်လို့စစ်ကောင်စီပိုင်းသတင်းစာတွေကဖော်ပြကြပါတယ်။တရုတ်အစိုးရအထူးကိုယ်စားလှယ်မစ္စတာတင့်ရှီကျွင်းဟာစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေရပ်ဖို့အတွက်ညှိနှိုင်းဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိတိုင်းရင်းသားလက်နက်ကင်တရှုနဲ့တရုတ်နိုင်ငံမှာတွစ်ဆုံနာတွေဆက်လက်လှုပ်ဆောင်ဖို့ရှိနေချိန်မှာအခုလိုစစ်ကောင်စီနဲ့လာရောက်တွစ်ဆုံနာဟာထူးခြားမှုရှိနေတယ်လို့လေသုံးသက်တာတွေရှိနေပါတယ်။ဒီတွစ်ဆုံပွဲမှာမြန်မာတရုတ်နေဆက်ဒေသတရှောင်းငင်းကြမ်းရေးနဲ့တင်းကြီးရေးကိုပုံမမြင့်တင်နိုင်ဖို့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စပြည်ရင်းငင်းကြမ်းရေးနဲ့အမျိုးသားပြန်လည်တည်မြဲရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံကူမင်းမြို့မှာဖေဖော်ဝါရီလ16ရက်နဲ့18ရက်နေ့တွေကကျင်းပတဲ့စစ်ကောင်စီနဲ့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL တို့ဆွေးနွေးပွဲကိုလေမစ္စတာတင့်ရှိကျွင်းတက်ရောက်ခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လကလေသူဟာမြန်မာနိုင်ငံကိုလာရောက်ပြီးစစ်ကောင်စီတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပူပါတယ်။